မှာအဲ့အချိန်ခဲကအခုကြည့်တော့ဒါတသေးလေးတွေဘာရောင်းလာတဲ့ခါကျကျမမျက်နှာအကြီးဖြစ်သွားပါလေဒီနှာခေါင်းမှာရှိတဲ့အလုံးကြီးကလည်းအကြီးဖြစ်ပါလေဒီဟာလေးကလည်းတသေးလေးပဲအမြင်ကတော့သေးပါလေရှင်အချိန်နဲ့ကြတော့ तू ကအကြီးပဲဖြစ်သွားတာ What's up guys မင်္ဂလာပါကံမျိုးတွေရဲ့ဒီဗျူဖိုင်ကတော့အမျိုးသမီးတွေအတွက်တော်တော်ကြီးအရေးကြီးတယ်ဗျာနော်ဒီပုံထင်းမှာမြင်ရတဲ့အမကတော့အကူကြီးတကူလာတော့တာပါသူကတော့ဒီမျက်နှာလှရှင်လို့ဒီမျက်နှာကိုအလှပြင်တဲ့အခါမှာဒီဆရာဝန်အတုနော်သူမဟုတ် ာဒေါက်တာရန်ကူအလော်နဲ့တွေ့လို့ဒီမျက်နှာစုပ်ပြတ်တိုက်တော့ရတဲ့အကြောင်းကိုလာပြီးတော့ပြောရင်းနဲ့အကူရင်တောင်းတာပါဆိုတော့ဒီအမကဘာတွေဖြစ်သွားတာလဲဘလို့တွေပြောထားလဲဆိုတာတော့ငါတို့အာအဆုံးအောင်လေးကြည့်လိုက်ရအောင် Okay so let's go အားလုံးကိုအကူအညီတောင်းပါတယ်ရှင်။ကျမရဲ့တရားခံပေါ်ထုတ်တာမအောင်မြင်လိုက်ပါဘူး။ကျမမျက်နှာကိုဖျက်ဆီးခဲ့တဲ့ဥဟန်ဆိုတဲ့လူက မဝေးမခံမချင်းကျမကူညီပေးကြပါကျမမျက်နာမှာလည်းအကျိန်ခဲနေတယ်ကျမဘယ်တော့မှလည်းပြောက်မှာမဟုတ်ပါဘူးသေတဲ့အထိဘလို့မှလည်းထုတ်လို့မရပါဘူးရှင်ကျမစိတ်ကူတာကြီးလဲစုံခဲ့ပါပြီအခုကကျမတိောက်တဲ့အတွက်ခံစားပြီးတော့ကျမလူတွေကိုအခုညတောင်းတာမျိုးမဟုတ်ပါဘူးကျမနဲ့အတူတူဝေဒနာတွေခံစားနေတဲ့ညီကိုမောင်နှမတွေဆင်းရဲဒုက္ခတွေဖြစ်နေတဲ့ညီကိုမောင်နှမတွေအများကြီးရှိပါတယ်တော်ဆိုင်ရမိဘအများရှင် ဥဟန်နဲ့တော့မေချောဆိုတဲ့လူကိုတွေ့လို့ရှင်အရေးယူပဲကြပါရှင်ကျမဒီအကောက်ကိုတင်လိုက်လို့လည်းပဲကျမကိုမျက်ရည်ချူတယ်လို့မထင်ပါနဲ့မင်းလာတော့ကျမသူတို့လုံးလို့ကျမဘုရားအစိမ့်စိမ့်မွားမွားပြစ်ပြီးရုပ်ပြက်ဆင်းပြက်နဲ့ကျမကတုံးကြီးလည်းနေခဲ့ရပါတယ်ကျမမျက်နှာထဲမှာရှိတဲ့အကျိတ်တွေလည်းကျမရဲ့ဖြစ်နေတဲ့ကြောက်ကက်ကျမအလှကျင်လို့အလားပြင်လိုက်တာမှန်ပါတယ်ရှင်ဒါပေမဲ့ကျမလှုပ်လိုက်တဲ့ အမားတခုကကျမတယောက်တည်းခံရမှာဆိုပြဿနာမရှိပါဘူးကျမမှာမိသားစုရှိပါတယ်နောက်တခုကလည်းပဲကျမလုံလိုက်တဲ့အမားတခုနဲ့ကျမတယောက်တည်းခံရမှာဆိုရင်ကျမမှားလို့ဆိုရင်ကျမပြောလို့ရတယ်အခုကကျမတယောက်တည်းကိုမဟုတ်ဘဲနဲ့အတက်တက်အကအက तू ကကျမတီကိုဖြစ်နေမှသိရတဲ့နဲ့တခြားလူတွေက तू တတ်ထပ်ပြီးတော့ तू ကျိုးလွန်ပါတယ် ကျမဝေဒနာတွေခံစားနေတဲ့အချိန်မှာလေ तू อ่ะ TikTok ပေါ်မှာ तू စဲတယ်ကောင်းကောင်းနဲ့ညှိုးပြီးတော့တချင်းတသားသားနဲ့ तू หนีခဲ့ပါလေကျမအကြောင်းကြားတော့လေကျမကိုဖုန်းတွေကိုဘလော့ပါတယ်ဖုန်းတွေကိုလည်းလုံးဝမကင်ဘူးအရေးလည်းမလုပ်ပါဘူးတဆိုင်ကလူကြီးမင်းမြတ် तू ကိုတွေ့လို့ရှင်အရေးယူပေးကြပါရှင်အချိန်ခဲကဘလို့လုံးလုံးမပြောက်ပါဘူးရှင်အခုမြင်နေအခုလူရောပြစ်ပယ်နေတော့ကြာကြာလို့ရှင်ကျမမျက်နှာဘလို့မှကြည့်လို့မရတဲ့မျက်နှာမျိုးကြီးဖြစ်သွားတယ်ပါတယ် ကျမမအဲ့အဲ့အချိန်ခဲအခုကြည့်ရတာတသက်လေးတွေဘာရောင်းလာတဲ့ခါကျကျမမျက်နှာအကြီးဖြစ်သွားပါတယ်ဒီနှာခေါင်းမှာရှိတဲ့အလုံးကြီးကလည်းအကြီးဖြစ်ပါတယ်ဒီဟာတွေကလည်းတသက်လေးပဲအမြင်ကတော့သေးပါတယ်ရှင်အချိန်တန်ကျတော့ तू ကအကြီးတွေဖြစ်သွားတာပါကျမလှကျင်လို့လောက်တာမှန်ပါတယ်ဒါပေမဲ့ကျမအမားလည်းမဟုတ်ပါဘူးဒီလိုမျိုးတဏ္ဍာကကတည့်ရတဲ့နဲ့ကျူးလို့နဲ့အဲ့ဒီလူကြောင့်လူပေါင်းမနေတဲ့ဒုက္ခရောက်နေပြီးကိုကြီးပဲကြပါ ောတော့ပြဒီမှာမျက်နှာကတော့တော်ကြီးနဲ့အာတော်တော်ကြီးနဲ့အရှင်နေသိုးတော့တာပါနော်ဒီမှာနှာခေါင်းရောက်တယ်ဆိုကြည်ပါဗျာနှာခေါင်းရောက်တယ်ဆိုကြည်ကြည်ပဲနော်ဒီမှာအဖူးတွေရှိတယ်ဒီဖုတ်တွေကဒီတဲဆိုရင်တော့တိတ်မသိတာပဲမဲ့လို့သူကရားတဲ့အရှင်ကြရင်တော့မျက်နှာအဖောက်ကားပြီးတော့လာလို့ပြောနေဗျာဆိုတော့တော်တော်ကြီးလည်းအာရုပ်ကတော်တော်ကြီးလည်းအရှင်နေသိုးတော့မယ်အရှင်နေပါ ဆိုတော့ဒီအမကြီးတို့ဖြစ်နေတဲ့ဂျာမာတောင်းဒီသူ့ကိုအလှပြင်ပေးတဲ့ဘရိုကာဒီတိတ်တော့ပေါ်မှာသူတို့ရဲ့အလောက်ဆောက်ချက်တွေဟာကောင်းတယ်ဆိုပြီးတော့မှလည်းအကျော်လုံးနဲ့ထောင်းနေလို့ပြောတယ်ဗျ။နော်ဒီမှာကတော့သူတို့ကိုဖိုင်းဖို့စူးစမ်းနေတယ်ဒီပါတဲ့အမှုန်ဖွင့်ဖို့စူးစမ်းတာအော်မြင်နေဘူးလို့ပြောတယ်ဗျနော်။ဆိုတော့အဒီမှာကိုစားဝိုင်းပြီးတော့ဒီ post ကိုလည်း share ပေးကြပါဒီဒီမှာကုညညာရောက်တယ်လို့နောက်အမျိုးသမီးတွေကိုလည်းအဲ့လိုအာကုညညာရောက်ပါတယ်ဗျနော်။အဲ့ဒီ share တော့ share ပေးကြပါ။ဆိုတော့ အလှအရင်လှရှင်တဲ့အမျိုးသမီးတရားကနေပြီးတော့သူမျက်နာသူအဲ့လိုမြင်ရတဲ့အရှင်မျိုးမှာဘလို့တော့ခံစားရမလဲပြနော်တော်တော်ကြီးလည်းကဘာပြက်သလိုအသဘောတကူလုံးဆုံရှုံရလိုက်သလိုမျိုးခံစားရနိုင်လို့ထင်ပါတယ်ဆိုတော့အဒီအမကိုအတူယူပြီးတော့မှနောက်အမျိုးသမီးတွေနော်အလှပြင်မယ်ဆိုရင်အထိုင်တော့ ထိုင်းတော့ဒီကိုရီးယားတော့မှသွားပြီးတော့ပြင်နှိမ်မှပြင်ကြပါမောင်းရင်ကိုနိုင်ငံမှာကအနောက်တီတဲ့တိုးတက်တဲ့အနေထားမရှိသေးဘူးလေနော်ဆိုတော့အာဒီဟာလေးကိုကြည့်ပြီးတော့မှတခန့်ကြားလေးနဲ့အလားပြင်တော့မယ်ဆိုရင်တခန့်ကြားလေးနဲ့အဲယူဖို့လိုတယ်နော်အာဒီအမလို့ဖြစ်သွားရင်တော့ဒါဘဝတစ်ခုလုံးဆုံးရှုံးရတဲ့မျိုးအာတစ်စင်းစင်းတွေ့ရင်အနောက်ဓာတ်တွေနဲ့အလိုအာဖြတ်တန်းရမယ်အရှင်နဲ့ရင်ဆိုင်ရမယ်ဆိုတော့ဟုတ်ကဲ့ view file ကတော့ down နဲ့ဆုံးသတ်လိုက်ပါတယ်နောက်ထပ် view file လေးမှာကျွန်တော်တို့ပြန်တွေ့ကြအောင် see you next video